ဆီယနာသိပ်ပြီးနောက်ပိုင်းကရင်အမျိုးသားစည်းရုံး KNU ရဲ့လက်အောက်ခံတပ်ဖွဲ့တွေဟာမဟာမိတ်တွေနဲ့ပူးပေါင်းပြီးထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့အရှိဘဲ၂၀ဒေသတစ်လျှောက်ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ကထုတ်ပြန်လိုက်တဲ့အရှိပင်နေဆက်ကိုပြန်လည်သိမ်းပိုက်ခြင်းအစီရင်ခံစာမှာဖော်ပြထားတာကတော့ KNU ရဲ့လက်အောက်ခံ KNL နဲ့မဟာမိတ်ပူပေါင်းသက်တွေဟာ2023ခုနှစ် February လကနေ2025ခုနှစ် August လအထိဂေါ်တူလီဒေတာခရိုင်ခုနှစ်ခုထဲကစစ်ကောမရှင်ရဲ့စစ်စခန်းစုစုပေါင်း200ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာဒါမှမဟုတ်စွန့်ခွာစီခဲ့တာကိုတွေ့ရပါတယ် 2024ဩဂတ်စ်လကနေ2025ဩဂတ်စ်လအတွင်းမှာကိုပဲနေဆက်သက်စခန်း55ခုကိုတည်ယူခဲ့တာကြောင့်ထိုင်းနိုင်ငံနေဆက်တလျှောက်ကစခန်းတော်တော်များများဟာ KNU ရဲ့လက်အောက်မှာလောဝနီပါရောက်ရှိနေပြီလို့ KPSN ကဆိုပါတယ်။ ဒီလိုထိုးစစ်တွေကြောင့် KNU နဲ့မဟာမိတ်တွေဟာနေဆက်တလျှောက်လုံးကိုထိချုပ်ထားနိုင်ခဲ့ပြီးအရေးပါတဲ့စီးပွားရေးနဲ့ကုန်သွယ်ရေးဂိတ်တွေကိုပါ သိမ်းပိုင်နိုင်ခဲ့ပါတယ်။အရင်နှစ်ကတန်လွင်မြစ်နေဆက်တခုလုံးကိုထိချုပ်နိုင်ခဲ့ပြီးတော့ဒီနေ့မှာတော့မြဝတီပတ်ဝန်းကျင်တောင်ရင်မြစ်နေဆက်ကိုပါသိမ်းပိုင်နိုင်ခဲ့ပါတယ်။ 2025ခုနှစ်ဧပြီလမှာတိခိစခန်းလိုမျိုးထဝယ်ကိုဥတည်တဲ့အတိကနယ်ဆက်ဖြတ်ကျော်ဂိတ်ကိုတည်ယူနိုင်ခဲ့ပြီးတော့နိုဝင်ဘာလ14ရက်နေ့မှာမောတောက်ကုန်သွယ်ရေးဂိတ်ကိုပါပြန်လည်ထိ ंछ ုံနိုင်ခဲ့ပါတယ်ဒီလိုစစ်ရေးအောက်ပွဲတွေကြောင့်ဂေါ်တူးလီဒေတာမှာနေထိုင်သူတွေဟာမြန်မာစစ်အုပ်ချုပ်ရေးအောက်ကနေလူမြောက်ပြီး KNU ရဲ့အုပ်ချုပ်ရေးအောက်ကိုရောက်ရှိလာပြီလို့ KPSN ရဲ့အစီရင်ခံစာကဆိုပါတယ် တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်ဥယျထက်တိုးလာတဲ့တဲ့င်းနဲ့ဆက်ပါမယ်။ရခိုင်ပြည်တောင်ပြူမြို့နယ်မှာအရကတက်တော်အေအေနဲ့စစ်ကုမရှင်တပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတာကြောင့်စစ်ရှောက်ဦးရီဟာ၄000ကျော်အထိတိုးလာနေပြီးတော့ဆန်နဲ့စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေတယ်လို့စစ်ရှောက်အရေးဂူကြီးပေးနေသူတွေကပြောပါတယ် ကြောက်ဖြူမြို့နယ်ထဲကရွာပေါင်း30ကျော်ကနေထွက်ပြေးလာရတဲ့ဒီလူတောင်းချီဟာကူညီတဲ့အဖွဲ့နယ်ပါးလာကြောင်းအခက်ခဲတွေပိုများနေပြီးအရေးပေါ်ဆန်ရိတ်ခါမလုံလောက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်ဒီလိုလူသားချင်းစာနာမှုအခက်ခဲတွေကြားမှာစစ်ကုမရှင်ရဲ့အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေလည်းဆက်တိုက်ဖြစ်ပေါ်နေပါတယ် ဒီစဘာ၃ရက်နေ့တုန်းကကြောက်ဖြူမြို့နယ်လိပ်ပြင်းတွင်းရွာကစစ်ဘေးရှောင်သားအမိနေရောက်ဟာလေကွင်းထဲစဘာရိတ်သိမ်းနေရင်စစ်တပ်ရဲ့ drone ဘုံနဲ့တိုက်ခိုက်ခံခဲ့ရလို့အခင်းဖြစ်တဲ့နေရာမှာတင်တည်ဆုံးခဲ့ပါတယ်ကျောက်ဖြူမြို့နယ်ဟာတရုတ်ရဲ့အကြီးအကဲစီမံကိန်းကြီးတွေရှိတဲ့မဟာဗျူဟာကျဒေသလေးဖြစ်ပါတယ်။ ဒီဒေသမှာတိုက်ပွဲတွေပြင်းထန်လာတာကြောင့်စစ်ကွန်မရှင်က လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်တာတွေပုံပြီးလှုပ်လာနေတယ်လို့ဒေသခံတွေကပြောပါတယ်မြန်မာတိုင်းနဲ့ဆက်ကမင်းလက်ပင်ရွာကငွေလိမ်ချံဝင်းကြီးတဲ့ဘာရီဆက်ဖြစ်နေလဲဆိုတာပြောပြပါမယ်။မြန်မာတိုင်းနဲ့ဆက်မြဝရီမျိုးတောက်ပိုင်းကမင်းလက်ပင်ငွေလိမ်ချံဝင်းကြီးတဲ့မှာမီးလောင်မှုတွေမနေ့ကအထိဆက်ရှိနေပါသေးတယ်။ ဒီချက်ဝန်းကို KNU ရဲ့လက်အောက်ခံ KNL တပ်ဖွဲ့ကထိသိမ်းထားတာဖြစ်ပြီးတော့မီးလောင်ရတဲ့အဓိကအကြောင်းရင်းဟာခြံဝင်းထဲမှာကျန်နေတဲ့လုတ်သားတွေကအဆောက်အအုံတွေတက်တည်ခံပစ္စည်းတွေကိုမီးရှို့ဖျက်ဆီးနေတာကြောင့်လို့နီးစပ်သူတွေကပြောပါရင်အဲ့ဒီခြံဝင်းထဲမှာနေရမပြန်ပဲကျန်ရင်းနေတဲ့နိုင်ငံခြားသားကြားဖြတ်လုတ်သား900ကျော်ရှိပြီးတော့သူတို့ဟာတက်တည်ခံပစ္စည်းတွေကိုရည်ရွယ်ချက်ရှိရှိမီးရှို့ဖျက်ဆီးခဲ့တာကြောင့်လို့ KNU ကထုတ်ပြန်ပါတယ် KNU အနေနဲ့နိုင်ငံတကာကအကူအညီမရတဲ့အတွက်လုံခြုံရေးအရာအခက်အခဲတွေရှိလာတာကြောင့်အဲ့ဒီကြားဖြန့်လုပ်သားတွေကိုကိုပိုင်အစီအစဉ်နဲ့ထွက်ခွာခွင့်ပြုလိုက်ပြီလို့သိရပါတယ်တိုင်းမဲ့ဒီလုတ်သားတွေအပြင်ရောက်သွားရင်ကြားဖြန့်လုပ်ငန်းတွေကိုပြန်ပြီးလုတ်ကైလာနိုင်တယ်လို့နေဆက်ကကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးစောက်ကြည့်နေသူတွေကသုံးသက်နေကြပါတယ် လက်ရှိမှာ KNU ထိသိမ်းထားတဲ့တပ်သေးတွေကိုပြန်လည်ရယူဖို့အတွက်စစ်ကောင်မရှင်တပ်ကမြင်ပြင်းနဲ့ဝေဟင်ပြစ်ကူတွေတုံပြီးစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ဒီဇင်ဘာလ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့မှာမြန်မာနိုင်ငံဆိုင်ရာဩစတြေးလျတန်ယုံကစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲလုပ်မဲ့အစီအစဉ်အပေါ်တတိပေးချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ စစ်အကြမ်းဖက်မှုတွေကိုအဆုံးမသတ်ဘဲမတရားဖမ်းဆီးထိတ်သိမ်းသူတွေကိုမလွတ်ပေးဘဲကျင်းပမဲ့ရွေးကောက်ပွဲဟာမတည်ငြိမ်မှုတွေစီကိုဥတီစီမယ်လို့ဩစတြေးလျတန်ရုံးကဆိုပါတယ် ။ဩစတြေးလျအစိုးရကလက်ရှိမြမအခြေအနေဟာရွေးကောက်ပွဲကျင်းပဖို့မဖြစ်နိုင်သေးဘူးလို့မြင်ပြီးဒီလိုလောက်တာကလက်ရှိအကျက်သေးအတွက်ငြိမ်းချမ်းတဲ့အဖြေရှာမှုကိုအသာစီဖြစ်စေမယ်လို့လည်းထောက်ပြထားပါတယ်။ဒါအပြင်စစ်ကုမရှင်ရဲ့လူအခွင့်အရေးအလွဲသုံးစားပြုမှုတွေနဲ့ကြကြဲပြက်ပြက်ချိုးဖောက်မှုတွေကိုလည်းရှုတ်ချထားပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေပါဝင်အရက်သားတွေကိုဆက်လက်တိုက်ခိုက်နေတာပေါ်မှာစိုးရိမ်ပူပန်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဩစတြေးလျအစိုးရအနေနဲ့လက်ရှိအကျပ်သဲကိုဖြေရှင်းနိုင်ဖို့အတွက်စစ်ကုမရှင်အနေနဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်9ရဲ့အောက်ကဂတိကဝတ်တွေကိုအပြည့်အဝအကောင့်ထည့်ဖို့ဆောင်ရွက်ဖို့နဲ့သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့တောင်းဆိုထားပါတယ်။ ဒါအပြင်ဒီနေ့မှာပဲပြည်တိန်နဲ့ကနေဒါတန်ယုံတို့ကပါမြန်မာနိုင်ငံမှာလူအခွင့်ရေးချိုးဖောက်မှုတွေဆိုးဝါးနေတာကို ထောက်ပြထားပြီးအကြမ်းဖက်မှုအဆုံးသက်ရေးကိုတိုက်တွန်းတဲ့ညညာချက်တွေထုတ်ပြန်ခဲ့ကြပါတယ်။